ရန်ကုန်အပောင်းဝင်းတိုင်းသုံးတိုင်း၌မိုးတိမ်တောင်းချောင်းနေရာကွက်၍မိုးလေကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မိုးတိမ်တောင်းတွင်ချောင်းရန်ကုန်တိုင်းအပောင်းဝင်းတိုင်းသုံးတိုင်းမှာနေရာကွက်ပြီးမိုးလေကြီးနိုင်ထဲလို့မိုးလေဝသနှင့်ဆလာပေဒါညွှန်ကြားမှုဦးစီးဌာနကယနေ့မနက်ပိုင်းမှာအသိပေးလာပါသည်။ ရှင်းနေမြမစံတော်ချိန်မနက်9:00နာရီခွဲအချိန်တိုင်းထွာချက်များအရာတုံတယုတ်ပင်လယ်မြမဖြစ်ပေါ်နေတဲ့အပူပိုင်းမုံတိုင်းဖန်ရှင်ဟာအနောက်ဘက်သို့ရွေးချားခဲ့ပြီးထိုမှသစင်အနောက်တောင်ဘက်သို့ရွေးချားနိုင်ကပုံမောအားကောင်းလာပြီးမနက်6:00နာရီအတွင်းအားကောင်းသောအပူပိုင်းမုံတိုင်းဖန်ရှင်ဖြစ်သို့ရောက်ရှိနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ရှင်နေညနေရက်ထီခမန်းချက်အရာအယဝတီတိုင်းတင်းသာဤတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနယ်တောင်ပိုင်းတို့မှ နေရဆိတ်ဆိတ်နေပြီးတော့ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းချင်းမွန်းနယ်ရခိုင်ပြည်နယ်တို့မှနေရကျကျနဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှနေရကွက်ချမိုးထီချုံရွာနိုင်တယ်လို့ဆိုထားပါတယ် ရန်ကုန်တိုင်းအီယောင်ဝတီတိုင်းတနင်္သာရီတိုင်းတို့မှမိုးတိမ်ထောင်များဖြစ်ထွန်းမှုအားကောင်းနေပြီးအစိုးပါမိုးတိမ်ထောင်များရွေရှားရာနေရာတချို့မှမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးချိုပြစ်တာလျှက်စီးတတ်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါသေးလို့သိရပါသေးရှင်။